ဒီဗီဒီယိုကကျွန်တော်အရှိမ sharing လုပ်ပေးထားတဲ့နှစ်ပုဒ်ကိုမကြည့်ရသေးတဲ့သူတွေအတွက်ဆိုရင်တော့ a little ly ကြောင်ပြောက်နိုင်ပါတယ်ကျွန်တော်ခုပြထားတဲ့ဗီဒီယိုနှစ်ပုဒ်ကိုအရင်ဆုံးသွားကြည့်လိုက်တာကပို့ပြီးတော့အဆင်ပြေစေနေပါတယ်ဟိုပြီးတော့မှဒါလေးကိုလာပြီးတော့ကြည့်ပါတော့ကျွန်တော်အရှိမဘကူမျိုးက PPE ဝတ်စုံတွေကိုနိုင်ငံခြားစီ export လုပ်နေတဲ့စက်ယုံကြီးမှာ power h ကနေတာဝန်ယူတက်ဆင်ပေးထားတဲ့ AC cable BESS system ရဲ့ပြီးတော့ pure hybrid project ကြီးတစ်ခုရဲ့ ရန်ကုန်မြို့ဇေကဘာဝင်းထဲကမန်ချက်စက်ရုံမှာရှိတဲ့ DC Cup System ဘလို့လွတ်လုပ်ပြီးတော့ဘလောက်အထိအဲ့ဒီစက်ရုံတွေငွေကြေးကုန်ကြတတ်တာသွားခဲ့တယ်လဲဆိုတဲ့အကြောင်းအားတာချက်တွေကအားနည်းချက်တွေကကျွန်တော် public educate အနေနဲ့ပြောပြခဲ့ပြီးပါပြီအဲ့တော့ဒီပုတ်ကအဲ့ဒီလိုမျိုး pure green energy ရအောင်လို့ပေါ့နော် project အကြီးတွေကိုတည်ထောင်တာဝန်ယူပေးနေတဲ့ power age company အကြောင်းကျွန်တော်ပြောပြပေးချင်တာပါဆိုတော့ဒီ video ကနေလူကြီးမင်းတို့ပုံကုရပါလိမ့်မယ် ဆိုတော့တခုကဒီလိုမျိုးလုပ်ပေးနိုင်တဲ့ local company ရန်ကုန်မှာရှိနေပြီဆိုတဲ့အကြောင်းရယ် visa ကမီတာကများနေတဲ့လုပ်ငန်းရှင်တွေအတွက် solution ရယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ပေါ့နော် brand တွေများလုံးလို့ဘာလို့လို့ဘာကရင်မှမသိဖြစ်နေတဲ့သူတွေအတွက် information ရယ်ကျွန်တော်ပြည်သက်တွေရပါလိမ့်မယ်ဆိုတော့ဒီ power age solar company ကပြည်တွင်း local company တစ်ခုဖြစ်ပါတယ်ဆိုတော့သူကတော့အိမ်သုံးဆိုတာမျိုးထပ်ပေါ့နော်အကြီးစား project တွေ ကိုကင်တာများပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိလုပ်ငန်းကြီးတွေအတွက်ဒီ solar နဲ့ battery စနစ်ကိုအဓိကတာဝန်ယူပြီးတော့ တက်ဆင်ပေးနေတဲ့ local community ကြီးတစ်ခုဖြစ်ပါတယ်သူတို့တာဝန်ယူပေးထားတဲ့ project ပေါင်းကလက်ရှိအထိ80ကျော်ရှိပါတယ်ဆိုတော့80ကျော်ဆိုတော့နည်းနည်းပေါ့နော်ဟွန်းမင်းဟာလည်းနည်းနည်းလေးဆိုပြီးတော့ထင်ကောင်းစရာရှိပါတယ်ဆိုတော့80ဆိုတာကတော့အိမ်သုံးနဲ့ရှင်မယ်ဆိုရင်တော့ဟုတ်တယ်ထင်စရာရှိပါတယ်တကယ်တော့သူတို့လုပ်ပေးတဲ့80ကအိမ်သုံးနေမဟုတ်ပါဘူး เอกาออกมาตะเก้สเปเชียลอจี้นี่ปะเนาะကျွန်တော်ရှေ့မှာပြရတတ်တဲ့ဗီဒီယိုတွေကအတိုင်းပဲတကယ်ကြီးတဲ့စက်ယုံလုပ်ငန်းတွေအတွက်ပဲဆိုတော့ဒီပမာဏကနည်းတယ်လို့ပြောလို့မရပါဘူး။ဝက်နဲ့ဆိုရင်တော့မဂါနီဘာလောက်ထိသွားတဲ့ power source တွေကိုသူတို့ကင်ပင်းနေတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့တည်းဆိုရင်တော့20 megawatt battery capacity ဆိုရင်တော့27 megawatt hour အထိစက်ယုံလုပ်ငန်းသုံးနေမှာတက်ဆင်ပေးခဲ့ပြီးပါပြီ။ ီမဂါဝတ်ဆိုတာကတော့မြင်သာအောင်ဘယ်လိုပြောရမလဲဆိုရင်ကနန်းတစ်လုံးရဲ့အနောက်မှာပေါ့နော်တုံညဆွစုပေါင်း6လုံးရှိတဲ့ပမာဏကိုမဂါလို့ခေါ်ပါတယ်ဆိုတော့20မဂါဝတ်ဆိုတော့20ရဲ့နောက်မှာတုံည6လုံးဆိုတော့90ကျော်လုံးလင်းလင်းကလေးကတိဘောဗျာဆိုတော့ထားပါတော့ဆိုတော့ power h ကအလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့အဲ तू က trigger လို့ပဲ ဆိုတော့တစ်ဖက်က customer သုံးတဲ့မီးအားရှိမယ်နောက်တစ်ဖက်မှာကသူတို့သုံးတဲ့အချိန်ရှိမယ်တစ်ဖက်မှာကတော့လျှက်စစ်မီးလိုအပ်ချက်ပေါ့နော်အဲ့ဒီအခြေခံသုံးခုကိုတည်တည်ကြာကြာလေးတွက်ချက်ပြီးတော့မှ installation operation နဲ့ technical ဘက်အထိ in house တိနဲ့လုံဆောင်ပေးတာဆိုတော့လက်ရှိတချို့ကဘာပြဿနာဖြစ်နေတယ်လဲဆိုတော့ပစ္စည်းပဲရောင်းတယ်တက်ရင်ဘသူနဲ့တက်လဲဆိုတော့တခြားသူတွေနဲ့လှမ်းချိန်ပြီးတော့သွားတက်ခိုင်းတာမျိုးတွေပေါ့နော်ဒီမှာတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူး in house တိနဲ့မဟုတ်လို့ကျွန်တော်တို့ user တွေဘက်ကအချိန်ကုန်အများကြီးတက်တာပါတယ် ီးတော့လဲ one stop အနေနဲ့အားလုံးပြီးပါတယ်တခခုဖြစ်လို့ဖုန်းနဲ့လမ်းချိတ်လိုက်တာနဲ့ချက်ချင်းဆောင်ရွက်ပေးတယ်ဒါလေးရတော့ကျွန်တော်တို့ user ဘက်ကအားသာချက်ရှိတဲ့အချက်တွေပေါ့နော်ဆိုတော့သူတို့အဓိကထားပြီးတော့လှုပ်ဆောင်ပေးနေတာကစိတ်ယုံအလုံးယုံကြောင်းနေရုံငန်းနေအလစားနေအကြီးစားလုပ်ငန်းနေအတွက်အဓိကထားပါတယ်အသေးစားကမလုပ်ဘူးတော့မဟုတ်ပါဘူးလှုပ်တော့လှုပ်ပါတယ်ဒါပေမဲ့အဓိကမိန်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လှုပ်ချင်လို့ရှိရင်လည်းသွားပြောလိုက်သူတို့ discuss လုပ်ပြီးတော့လှုပ်ပေးမယ်ပေါ့နော်ကျွန်တော်ကဒီမှာအကြီးကြီးကိုပဲမိန်ပြောတာဖြစ်လို့ပါနော် ဆိုတော့ဒါကျွန်တော်တို့ဘက်ကနေရွေးချယ်ရမယ့်အပိုင်းကဆိုလာအခုမှတက်ချင်တယ်ကုန်ကြစည်ရေးလည်းနည်းနည်းလေးကနေစကျင်တယ်ဆိုရင်တော့သူတို့ ਨੇ on grid system တက်စင်မလားအဲ့ဒါလည်းရ အဲ့ဒီကနေမှနောက်ထပ်တစ်ဆင့်ကိုကငွေကြေးတက်နိုင်တယ်အဓိကကမီးဆက်စီဖို့ကိုလုံးဝအပြောက်ရှင်းနေတာဆိုရင်တော့ဘက်ထရီနဲ့ဆိုလာဟိုက်ဘရစ်တက်လို့ရပါတယ်ဒီအရင်က on grid တော့တက်ထားတယ်ဒီ power h ကဘက်ထရီနဲ့ပဲထပ်ပြီးတော့ upgrade လုပ်ချင်တာမျိုးဆိုရင်လည်းအရင်ရှိပြီးသား on grid ကိုရပ်ပစ်စရာမလိုအောင်လို့ဒီဘက်ကနေပြီးတော့စီစဉ်ပေးနိုင်ပါတယ်ဆိုပြရမယ်ဆိုရင်တော့လုပ်ငန်းသုံးသမားတွေအတွက်ရွေးချယ်စရာများတယ်ပေါ့ဗျာဆိုတော့ your in ဒါကိုတက်မှရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့က customer ရဲ့ပြဿနာကိုစဉ်းစားပြီးပြီးတော့မှ solution ကိုသွားတဲ့ပုံစံမျိုး တော့နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက power h ကပေးနေတဲ့ service နှစ်မျိုးတစ်မျိုးကတော့ epc လို့ခေါ်တဲ့အပီစီတက်စင်တာပေါ့နော်အကုန်လုံးကကိုယ့်ရဲ့အပိုင်ဖြစ်မယ်ဒါပေမဲ့ငွေ amount တော့နည်းနည်းလေးပို့သုံးရမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ power h နဲ့လက်တွဲချင်းနဲ့ installer တွေ reseller တွေအတွက်လဲ solar နဲ့ပတ်သက်တဲ့ပစ္စည်းမှန်သမျှအ ਨੇ စုံဈေးနှုန်းနဲ့ after sale service ပါရနိုင်အောင်လို့စီစဉ်ပေးထားပါတယ်အဲ့တော့တခါတည်းနဲ့ငွေအများကြီးတက်နိုင်ရင်တော့အကုန်ဝယ်တက်ပါတော့။ဟိုကျွန်တော်ကတော့ဒီစနစ်လေးကိုတော့အတော်လေးသဘောကျပါတယ်။ သူ့ရဲ့ပုံစံဘယ်လိုဖြစ်လဲဆိုတော့ဘာပဲလို့လို့ပါဝါအရှိတယ်ပေါ့နော်အဲ့ဒီသဘောမျိုးပါပဲ တော့နောက်တစ်ခုကတော့သူတို့သုံးပေးတဲ့ brand တွေက top တန်းစင်းရင်းဝင်တဲ့ solar မှာဆိုရင်သူတို့ gen ကိုသုံးတယ်ဆိုတော့ inverter မှာဆိုရင်ကမ္ဘာတတိယအကြီးဆုံး brand ပေါ့နော် solis ကိုသုံးပါတယ်နောက်တစ်ခုကတော့ cni inverter ကြီးတွေအတွက်ဆိုရင်တော့ worldwide brand ဖြစ်တဲ့ mega revo ကိုသုံးပါတယ်ဆိုတော့ battery ရောသူတို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ် power acni ess battery ကိုသုံးပါတယ်ဆိုတော့ local company ဆိုပြီးတော့အထင်တော့မသေးစေချင်ပါဘူးဒီလောက်အထိကြီးတဲ့ project ကြီးတွေလုပ်နေတဲ့တောင်မှအဲ့ဒီ project တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံး ready to store ရှိပါတယ်အဲ့တော့စိုက်ရုံလုပ်ငန်းတွေအ တွက်လဲ service အပြည့်ပေးနိုင်တယ်ပြန်ရောင်းခြင်းတဲ့သူတွေ installer တွေအတွက်ကိုလည်းပစ္စည်းလိုတဲ့လောက် support ပေးနိုင်ပါတယ်ဒါဥပမာကျွန်တော်ကသုံးဆက်သူပဲဆိုကြပါစို့ဗောနော်ဒီဗညာညှော်လိုက်လို့ power edge ကိုရောက်တယ် solar နဲ့ပတ်သက်တဲ့ knowledge လေးအများကြီးမရှိဘူးဆိုရင်လည်းပြဿနာမရှိပါဘူးသူတို့ရဲ့မသက်ကိုက customer ကိုထိုးရောက်တာထက် system ကို educate လုပ်ပေးတဲ့ local company ဖြစ်ပါတယ်ဆိုတော့ long time ယက်တီခြင်းတဲ့ company ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ after sales service team မှာသူတို့ develop လုပ်ထားတာ ဲ့တော့ကျွန်တော်တို့ user ဘက်ကကြည့်မယ်ဆိုရင်ဒီလိုမျိုးကိုပိုင်အမှတ်တရစိတ်ကတ်ထားတဲ့နာမည်အထိမခံတဲ့သူစီမှာတက်မလားကျွန်တော်တို့ဘက်ကရွေးချယ်လို့ရပါတယ် Power H ကတော့ကိုပိုင် battery brand လည်းရှိပါတယ် in house team လည်းရှိတယ် after sales service ဘက်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက်စိတ်ချရတဲ့ရွေးချယ်စရာ local company ကြီးတစ်ခုထွက်လာပြီလို့ပဲပြောရမှာပါဆိုတော့ဘာတွေလုပ်ပေးတယ်ဘယ်တော့တောင်ကြီးတယ်လဲဆိုတာသိကြည့်ရင်တော့ကျွန်တော်အရှိရာအပိုင်း1ပဲခိုး site နှစ်ခုနဲ့အပိုင်း2ဒီဈေးကဘာတွေကမှန်ချက်ဆက်ယုံအကြောင်းကျွန်တော်တင်ပေးထားပါတယ်မကြည့်ရသေးရင်တော့သွားကြည့်လိုက်ပါ ဆိုတော့ power age ကအဲ့ဒီလိုမျိုးလုပ်ငန်းကြီးတွေကို focus ထားပြီးတော့ကြီးကြပ်ပေးနေတာဖြစ်ပါတယ်။ဒါကိုယ့်ရဲ့လုပ်ငန်းမှာမလိုလားအပ်တဲ့ငွေကြေးကုန်ကြတာတွေပိတ်ချင်လို့ပဲဖြစ်စေဒီလိုမျိုးခေပြီးနိမိညာရင်းနေပါတော့ကိုယ့်ရဲ့ business ကို upgrade လုပ်ပြီးတော့စိတ်ချခြင်းလို့ဖြစ်စေ power x နေပြီဆိုတာကျွန်တော် sharing လုပ်ပေးတာပါ။အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ဒီလိုမျိုးတာဝန်ယူမှုအပြည့်ရှိတဲ့ local company တခုရှိနေတယ်ဆိုတာကတော့ကျွန်တော်တို့အတွက်တကယ်ရွှေရင်းပါပဲ။ဆိုတော့ဇုံလေးကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးများပဲတင်ပါတယ်ခင်ဗျာ။အားလုံးပဲ stay safe ပါ။